ဟယ်လိုအားလုံးမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေဆိုတော့ Silent Fauxan ကတော့ကျွန်တော်တို့အစ်စ်ခေါ်ထားတဲ့ကိုသမားလေးဖြစ်သူ Lemons ကိုချီးကျူးတာတွေပြုလုပ်သွားခဲ့ပြီးတော့ ICE exam ပါတဲ့ Benjamin Sheshko နဲ့ပတ်သက်လို့လည်းအတင်းဘက injury ပြဿနာကြီးကြီးမားမားမဟုတ်ဘူးတူပြီးတော့ဆူထားကြောင်း reporter တွေကပေါ့နော်ကျွန်တော်တို့က Sheshko ရဲ့ဒဏ်ရာနဲ့ပတ်သက်လို့ပြောထားတဲ့သတင်းတချို့ကျွန်တော်ရှိတယ်။ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဆွေးနွေးကြည့်အောင်ပါ။ဆိုတော့ဒီ Sheshko ရဲ့ injury ပြဿနာကတော့အတင်းဘက်လက်ရှိအချိန်ကြီးပေါ့နော် statement ကြီးတည်တဲ့ထုတ်မထားသည့်တိုင်အောင်အသင်းတာဝန်ရှိသူတွေရဲ့ဘက်ကတော့ဒီ second အပီကစားမရဲ့ဒဏ်ရာကိုစစ်ဆေးမှုတွေအပီမှာဒဏ်ရာဟာကြီးကြီးမားမားမဟုတ်ဘူးဆိုပြီးတော့ reporter တွေကပြောထားတယ်။အဲ့ United ရဲ့ဘောနော်ကစားမဖြစ်တဲ့ Benjamin Sheshko ကိုစပါးနဲ့ပွဲမှာအသင်းဘက်ကဆက်မကစားဘူးအတွက်ဆုံးဖြတ်ခဲ့တာဟာကစားမဖြစ်သူရဲ့ physical ဘိုင်းအရာကြံ့ခိုင်မှု လုံးဝမပြည့်တော့တဲ့အကျွဲကြောင့်ဟိုဘယ်လိုရမလဲသူ့ကိုဘောနော်ဒါ ွင်းအတွင်းကနေပြီးတော့မဖြစ်မနေထွက်ခွာဖို့လုပ်ခဲ့ရတယ်။အကယ်လို့ကစားမသာဆက်ပြီးတော့ရှိနေခဲ့မယ်ဆိုရင်အချီနီဟာအများကြီးပူဆူးသွားနိုင်တဲ့အတွက်ကြောင့်ပေါ့နော်။သူ့ရဲ့ဒင်ယာဒီဒန်ယာကိုလည်းဒီတစ်ပတ်မှာစစ်စစ်မှုတွေပြုလို့အပြီးမှာတော့ကြီးကြီးမားမားဒန်ယာမဟုတ်ဘူးဆိုပြီးတော့မန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကလည်းအတီးပြုတ်ထားတယ်ဆိုပြီးတော့ပြောထားတယ်။ဒါကတော့ကျွန်တော်တို့ပေါ့နော်။ဆူလီကနေပြီးတော့ report လုပ်ထားတာ။အဲ့တော့အရှိရက်ဒီမှာကျွန်တော်တို့ပြောခဲ့သလိုပဲတောက်လျှောက် rumors တွေထွက်ခဲ့သလိုပဲပေါ့နော်။ Chesco ရဲ့ injury ပြဿနာဒီ လုံးဝကြီးကြီးမားမားဒဏ်ရာပြဿနာမျိုးဟုတ်မနေဘူးဒါဆိုလည်းပဲအတင်မကခုနကပြောသလို statement တီးတဲ့ညီနဲ့ထုတ်ပြန်လာတာမျိုးတော့ကျွန်တော်မတွေ့ရသေးဘူးပေါ့နော်ငယ်ဆိုတော့ reputary ရဲ့ဘက်ကပဲသူတို့ကတော့သူတို့ရဲ့ source နဲ့သူတို့ရှိတာပေါ့လေဆိုတော့ကစားမပြည်သူရဲ့ဒဏ်ရာကိုစစ်စစ်အပြီးမှာဘာမှကြီးကြီးမားမားမဟုတ်ဘူးဆိုပြီးတော့ပြောလာတာဒါတွေကလည်းတောက်လျှောက်ဆိုသူတို့တရင်ထွက်လာတဲ့အရာတွေသူတို့ပြင်ကျွန်တော်တို့ injury ပြဿနာကြုံပြီးနောက်နေ့မှာ ချက်ချင်းချက်ကူနဲ့ပတ်သက်လို့ဘောနော် report တွေဝိုင်းလောက်ကြတဲ့အနေအထားမျိုးမှာချက်ကူရဲ့တန်ရာကပြင်းထန်နေလို့ဘယ်သူမှကျွန်တော်ပြောထားတာမရှိဘူးဆိုတော့ဒါအသင်းအတွက်ကျွန်တော်တွေးကြည့်ရရင်တော့အများကြီးကောင်းတဲ့သတင်းပါတို့ဒီ international break အပြီးပြန်ပြီးတော့ကစားမဲ့ပွဲတွေမှာဆိုလို့ရှိရင်ကစားမဖြစ်သူကိုကျွန်တော်ပြန်ပြီးတော့ဒါချက်ချင်းဆိုသလိုမြင်ရဖို့ကတော့ကျွန်တော်ကတော့မတည်ကြဘူးလို့ထင်တယ်အဲကြားထဲမှာလည်းဗာလေးကျင်ကမှမလုံနိုင်သေးဘူးဆိုလို့ရှိရင်တော့ပို့ပြီးတော့စိုးမယ်ပေါ့နော်ဒါအပြင်ကျွန်တော်တို့ ဒီထားပါတော့ပဲအဲ့ဗာလဲ Everton နဲ့လာကျွန်တော်ကစားမယ်ဒီနော် International Break ပြီးပြီဆိုတာနဲ့အေးအဲ့ဒါပြီးလို့ကျွန်တော်ကစားမယ်ပွဲမှာကစားမကဒီ training session တွေကိုအပြည့်အဝမပါနိုင်ဘူးဆိုရင်ကျွန်တော်တို့ဘာမှတက်ပြီးတော့ညှော်လင်းလို့ရမယ့်အနေအထားမျိုးမဟုတ်ပါဘူးဆိုတော့ကျွန်တော်အထင်ဆိုလို့ရှိရင်ပေါ့နော်အတင်းဘက်ကဟို statement တည်တဲ့ညီနဲ့ clarify ဘာမှလုပ်မထားတာလည်းဖြစ်တဲ့အတွက် international break တွေအပြီးချက်ချင်းပြန်ကစားမယ်ပထမဆုံးပွဲကတော့ပါလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဒုတိယပွဲလောက်ကျမှပဲအတင်းနဲ့လေ့ကျင့်ခန်းတွေပါပြင်ဆင် ပြီးတာနဲ့ပေါ့နော်ဒုတိယပိုင်းကျမှဒုတိယပွဲဒုတိယပိုင်းလောက်မှပဲစပြီးတော့သုံးတာမျိုးတွေတွေ့ရလိမ့်မယ်လို့ထင်တယ်ဆိုတော့ရှေ့လာမယ့်နှစ်ပွဲစတိုက်အသင်းရဲ့ပွဲထွက်လူစင်တိုက်စစ်ပိုင်းမှာဂျူရှူအာဇစ်စီတို့မတ်တီးစ်ကွညာတို့ကိုပဲတွေ့ရလိမ့်မယ်လို့ထင်တယ်ဆိုတော့ဘင်ဂျမင်ရှက်ကူကိုတော့ကျွန်တော်တွေ့ရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်မထားဘူးပေါ့နော်ဆိုတော့နောက်သတင်းတစ်ခုကဒီလမ်မန်စ်နဲ့ပတ်သက်လို့ပေါ့နော်ဆက်ရှက်ကူနဲ့ပတ်သက်လို့ကကျွန်တော်ရှေ့မှာပြောခဲ့တဲ့အရာတွေတိုင်းပဲအများကြီးထူးခြားတာမျိုးမရှိတော့လေဆိုတော့ဆိုင်လက်ကတော့သူ့အနေနဲ့ပေါ့နော်ဒီယာဒီမှာ အတင်းရဲ့ကစားမသည့်ခေါ်ယူမှုတွေနဲ့ပတ်သက်လို့ရှိရင်တော်တော်လေးကိုကြည်နေစရာရှိနေတယ်ဆိုပြီးတော့သူကပြောထားတာတွေကျွန်တော်ရှိတယ်ဒီเนาะဆိုင်လာကဆိုအဲ့ဒီတဲကမှကျွန်တော်အနေနဲ့ဘယ်လိုပြောမလဲအတင်းရဲ့တိုက်စစ်ကစားမဘာဆိုအတင်းရဲ့ဂူဒမအသည့်ဖြစ်တဲ့ lemons နဲ့ပတ်သက်ပြီးတော့သူကထူးထူးခြားခြားချီးကျူးသွားတာမျိုးတွေလည်းကျွန်တော်ရှိတယ်ပေါ့နော်အဲလက်ရှိ United ဂူဒမအသည့်လေးကတော်တော်လေးကိုချီးကျူးဖို့ကောင်းနေပေါ့သုံးလေးပွဲလောက်ပဲအတင်းတို့ကကစားပေးထားရသေးတယ်ဆိုပေမဲ့ပေါ့နော်သူ့ရဲ့တကယ်ကောင်းမွန်တဲ့ lesson တွေကိုကျွန်တော်တို့က မြင်သာအောင်ပြသထားတဲ့လူငယ်ကူသမားလေးတယောက်ဖြစ်တယ်ဆိုပြီးတော့ပြောထားတယ်။ဒါလမ်မန်စ်နဲ့ပတ်သက်လို့ရှင်ကျွန်တော်တို့အမြဲတမ်းပြောသလိုပဲဘယ်လိုပြောမလဲဒီဘာရင်နာတို့ပေါ့နော်ဦးနန္ဒနှုတ်ကိုနှစ်ပေါက်အောင်ကြည်လာအပြီးမှလမ်မန်စီကပါမန်လက်ဆန်းလေးတွေဖြစ်နေတယ်ဆိုရင်တောင်မှပေါ့နော်ကျွန်တော်တို့ကအမှန်ကန်ကြည်နဲ့နေရတာဗျာသိလားဒါတော့မှသူများကူသမားတွေလိုမျိုးလုံးဝ elite level လက်ဆွမ်းနေကျွန်တော်မဟုတ်သေးဘူးနော်အတမန်လောက်ပြနိုင်တဲ့အရာလေးတချို့ကျွန်တော်ဖြစ်တယ် တချို့ decent performance တွေကိုပြနိုင်ထားတဲ့ကုသမားတယောက်ဖြစ်တယ်ဒီလိုမျိုးကိုပဲကျွန်တော်ကကြည်နက်နေရတာကိုရှိမှကြုံခဲ့ရတဲ့ကုသမားတွေကတအားဆိုးတဲ့ကုသမားတွေဖြစ်နေတော့လေအဲ့တော့ silent လူလူမျိုးကတောင်မှဒါကိုကျွန်တော်မြင်နိုင်နေသလိုရှိရင် exam လေးဖြစ်သူရဲ့ကျွန်တော်ဒါအနာဂတ်ကအဆင်မပြေစရာအကြောင်းတော့အများကြီးတော့မရှိဘူးခြေလာမဲ့ပွဲဒီမှာပူပြီးတော့ကောင်းတဲ့ lesson တွေမြင်ရဖို့ကျွန်တော်မျှော်လင့်နေတကယ်လည်းပဲကျွန်တော်အနေနဲ့ပေါ့နော်အများကြီးအားကိုးရမယ့်ကစားမလေးတယောက်ဖြစ်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ lemons ကတော့အသင်းရဲ့ခေါ်ယူမှုတွေထဲမှာ အဲဆိုင်လက်ကတော့ပေါ့နော်တော်တော်လေးကိုကျင်းနေဆရာကောင်းတဲ့ဂူသမားလေးတို့သူကတော့ယူဆထားတယ်အဲလက်ရှိဘယ်လိုပြောမလဲအတင်းမှာဂူသမားနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့မှရွေးချယ်စရာအများကြီးမရှိပါဘူးเนาะအဲ့ဒီတည်းကမှလမ်မန်းစ်ကပွဲထွက်ခွင့်စပြီးတော့ရတဲ့ပွဲကနေပြီးတော့အခုချိန်ကြီးကတော်တော်လေးကိုကျင်းနေဆရာကောင်းနေတာပေါ့နော် consistent လည်းဖြစ်တယ်အာတော့ဒီပွဲအဆင်ပြေပြီးတော့နောက်ပွဲဒီမှာတောက်ချောက်အမားတွေကျူးလွန်နေတယ်ဆိုတာမျိုးလည်းကျွန်တော်မဟုတ်ဘူးပေါ့နော်။သူကစားထားတဲ့၃လေးပွဲမှာအဲသူ့အနေနဲ့ပေးကူးတွေရှိနေခဲ့ရင်တောင်မှ သူရဲ့အားနေချက်သူမှားလို့တည်တယ်မလားသူတိတဲ့ပူကောင်းအောင်လုံနိုင်ခဲ့တဲ့နေဆိုတဲ့ပုံစံမျိုးနဲ့ပေးရတာတွေမဟုတ်ဘဲနဲ့ deflect ဖြစ်ပြီးတော့ပေးရတဲ့ဂူးတွေလို့နော်သူဘာမှမတက်နိုင်တဲ့ဂူးတွေမျိုးတော့ပဲကျွန်တော်ရှိနေတာအဲကြောင့်ဒီဂူးသမားလေးကချစ်ဆက်ပူပြီးတော့ကောင်းလာဖို့ပဲရှိရပေါ့အတင်းရဲ့ခံစစ်ကပူပြီးတော့ကောင်းလာတာနဲ့အမျှဂူးသမားလေးရဲ့ဘက်ကလည်းထပ်ပြီးတော့အဆင်ပြေလာဖို့ပဲကျွန်တော်ရှိတယ်ကျွန်တော်ပြည်ပြည်သက်ကြီးကြားထဲမှာတော့ လမ်းမန်းစကိုခေါ်ယူမှုကတော်တော်လေးကိုကြည်နေစရာဖြစ်ခဲ့တယ်လို့ကျွန်တော်ထင်တယ်။အဲ့ဒါလိုပဲစိုင်းလက်ဆက်ဘက်ကလည်းကျွန်တော်ကစားမားလေးကိုကျွန်တော်ချီကျူးသွားတယ်။ဒါစိုင်းလက်ဖောက်ကန်လူမျိုးလူတယောက်ရဲ့ချီကျူးမှုဆိုတာမျိုးကကစားမားတယောက်ရတဲ့နဲ့ကျွန်တော်နေတယ်ပေါ့နော်။အကောင်ဆုံးချီကျူးခံရမှုတွေထဲမှာပါတယ်လို့ပဲကျွန်တော်ပြောရမယ်။ဒီကလိုနေနေရောဘယ်လိုမြင်ကြလဲ။လမ်းမန်းစီနဲ့အမှန်ကန်ကျွန်တော်တို့ကအားကိုးလာရမယ်ကိုသမားလေးတယောက်ဖြစ်လာလိမ့်မယ်လို့ထင်ကြလား။ဆွေးနွေးကြပါအားလုံးကိုချစ်တဲ့များကြီးတို့ပါလေ။